င်္ဂလာပါရှင်။တနင်္လာရီသတင်းအစီအစဉ်ကနေကြိုဆိုလိုက်ပါရစေ။ဒီအစီအစဉ်ကိုဒိုဝဲဝက်အဖွဲ့သားတွေကအစီအစဉ်တင်ဆက်ထားတာပါ။ဒီနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့ကိုတောင်ထောင်မှာနိုင်ငံရေးအကျဉ်းသားတအူးသေဆုံးသွားခဲ့တဲ့အကြောင်းရန်ကုန်ကနေဒိုဝဲကိုပို့မဲ့မူရစ်စေဝါကိုတင်အဖမ်းခံလိုက်ရတာ။စစ်ကောင်စီရဲ့ပိတ်ဆို့မှုကြောင့်တနင်္လာရီမြို့နယ်ကရွာချို့မှာအိမ်သုံးဆေးတွေဈေးတက်ပြီးဝယ်ရခက်ခဲနေတဲ့အခြေအနေနဲ့ ကော့တောင်းမှာចောင်းသားအချင်းချင်းရိုက်နှက်မှုကြေအေးပေးလိုက်တဲ့အကြောင်းရွှေပြောင်းလို့သူမရေစီကနေတနေ့ကိုဘတ်သိန်းချီလက်ဆောင်မှုနဲ့ထိုင်းမှပုံတင်အရာရှိတူအဖမ်းခံရရတဲ့တည်တင်ဆရတဲ့တည်တင်တွေကိုနားဆင်ရမှာပါရှင်ကော့တောင်းချင်းထောင်မှာအကျဉ်းချခံနေရတဲ့နိုင်ငံရေးအကျဉ်းသားတအူနေမကောင်းဖြစ်လို့ဆေးကုသမှုခံယူနေစင်မှာပဲတိတ်ဆုံးသွားခဲ့ပါတယ်။တည်င်းပြေဆောင်ကိုတွေ့ဝက်ရှိုင်းတော်သားတအူကပြောပြပေးသွားမှာပါရှင်။ ကွန်တောင်းချင်းအောင်မှာအချင်းချက်ခံနေရတဲ့နိုင်ငံရေးကျင်းသားတဦးနေမကောင်းဖြစ်လို့စစ်ကူတမှုခံယူနေစမှာပဲတည်ဆုံသွားခဲ့ပါတယ်။နိုင်ငံရေးကျင်းသားဖြစ်တဲ့အသက်54နှစ်အရွယ်ဦးအေးလွင်ဟာကွန်တောင်းဆေးရုံမှာတည်ဆုံသွားခဲ့တာပါ။နာမကျန်းဖြစ်နေတဲ့အချိန်ထောင်ထဲကနေဆေးရုံကိုပို့ဆောင်ခဲ့ပေမဲ့အချိန်နဲ့တပြေးညီလွတ်လပ်တဲ့ဆေးဝါးကုသမှုမရရှိပဲတည်ဆုံခဲ့ရတာလို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးကျင်းသားများကွန်ရက်ကဇွန်လ30ရက်နေ့မှာသတင်းထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီကနိုင်ငံရေးကျင်းသားတိုက်စုံတဲ့ကိစ္စဖုတ်ဖိချင်နေတာကြောင့်တိုက်စုံသူဦးအေးလွင်ရဲ့ယောဂအခြေအနေအသေးစိတ်ကိုတည်ရဖို့ခက်ခဲနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးကျင်းသားများကွန်ရက်ဥဆောင်ကော်မတီဝင်ကိုတိုက်ထွန်းဦးကဒေဝဲဝက်ရှ်ကိုပြောဆိုပါတယ်အချင်းဦးစီးဌာနဟာထောင်တွင်းတိုက်စုံမှုတွေနဲ့ပတ်သက်ပြီးကာယကရှင်မိသားစုဝင်တွေကိုတောင်းလူမှုကွန်ရက်မှာမဖော်ပြဖို့တားမြစ်ပိတ်ပင်ထားတယ်လို့ကိုတိုက်ထွန်းဦးကဆက်ပြောပါတယ်မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးကျင်းသားများကွန်ရက်ရဲ့လေလာစီစဉ်မှုရာ 2025ခုနှစ်ဇန်နဝါရီလကနေဇွန်လ30ရက်ထိ6လထဲစေဝါဆောက်ရှောက်မှုလိုလောက်စွာမရဘဲတည်ဆုံခဲ့တဲ့နိုင်ငံရေးကျင်းသားကျင်းသူ73ဦးရှိနေပြီလို့သိရပါတယ်ရန်ကုန်ကနေဒိုဝဲကိုလာတဲ့ကွန်တင်ကားတစ်စီးစီကနေ WY စိတ်ကြော့မှုရေးစီပြားကိုသိန်းညောင်ခါရှိခိမ့်မှာဖမ်းမိခဲ့ပါတယ်။တတင်းပြေဆောင်ကိုဒိုဝဲဝက်ရှိုင်းဒေါ်တာတူကပြောပြပေးသွားမှာပါရှင်။ရန်ကုန်ကနေဒိုဝဲကိုလာတဲ့ကွန်တင်ကားတစ်စီးစီကနေ WY စိတ်ကြွဆေးပြာ၉သိန်းကိုညောင်ခါရှိဂိတ်မှာဖမ်းမိခဲ့ပါတယ်။ပဲခူးတိုင်းဝေါ်မြို့နယ်ညောင်ခါရှိရွာနာမှာရှိတဲ့စစ်ကောင်စီစစ်စေးရေးဂိတ်မှာဖမ်းမိခဲ့တာလို့မြန်မာနိုင်ငံမူရေးစေဝါနဲ့စိတ်ကိုပြောင်းလဲစေတတ်တဲ့စေဝါများတာစီကာပွဲရေးဗဟုအဖွဲ့ကဂျွန်လ29ရက်ကထုတ်ပြန်ထားပါတယ်။ဂျွန်လ26ရက်မနက်အစောပိုင်းမှာ6ဘိန်းတက်ကုန်တင်ကားတစ်စီးကိုစစ်စေးချိန်မှာဖမ်းမိခဲ့တာဖြစ်ပြီး WY စေးပြားတွေကို ရန်ကုန်ကနေတဝဲကိုတည်ဆောင်လာတာလို့ဆိုပါရတယ်။ WY စိတ်တွားစေးပြတပြားကို1500ကျပ်နှုန်းနဲ့တွက်ချက်ထားပြီးကာလတန်ဖိုးအဖြစ်ငွေကျပ်1.35ဘီလီယံတန်ဖိုးရှိတယ်လို့ဖော်ပြထားပါရ။စိတ်ကြစေးပြဖမ်းမိတာနဲ့ပတ်သက်ပြီးရင်မောင်းအပါဝင်အမျိုးသား၃ဦးကိုအမှုဖွင့်အရေးယူထားတယ်လို့ထုတ်ပြန်ချက်အရသိရပါရ။အနာသိမ်းပြီးတဲ့နောက်ပိုင်းတနင်္သာရီတိုင်းကမြို့နယ်တချို့မှာမူးယစ်ဆေးဝါးကိုဝယ်ယူရလဲကူလာပြီး WY စိတ်ကြွဆေးပြားတပြားကိုကြက်ရာကနန်းနဲ့တင်ဝယ်လို့ရနိုင်တဲ့ဒေသတွေရှိလာပါတယ်။အာနာသိမ့်မိတဲ့နောက်ပိုင်းမှာအသင့်ဖွင့်ထားတဲ့ညောင်ခါရှိဂိတ်ဟာအထက်မြန်မာပြည်နဲ့မွန်ကရင်တနင်္သာရီဒေသတွေကိုဆက်သွယ်ထားတဲ့ပြည်တော်စုကမ်းလမ်းမကြီးပေါ်မှာတည်ရှိပြီး H3 စက်တီနဲ့မော်တော်ယာဉ်တွေကိုစစ်ဆေးနေတာပါ။ စကောက်စီရဲ့ပိတ်ဆို့ကန့်တမှုတွေကြောင့်တနင်္သာရီမြို့နယ်ထဲကကျေးရွာတချို့မှာအိမ်သုံးဆေးဝါးစီးတက်ပြီးဝယ်ရွက်ခက်ခဲနေတဲ့အပြင်ကျင်းနန်းတိုင်းဒေသစစ်ဆေးရေးဂိတ်မှာအိမ်သုံးဆေးဝါးတင်လာတဲ့ကာသမားတွေကိုစက်တိုက်ဖမ်းဆီးတာတွေလည်းလုပ်နေပါတယ်။တည်င်းပြေဆောင်ကိုဒိုဝဲဝါရှိုင်းဒေါ်တာတို့ကပြောပြပေးသွားမှာပါရှင်။စကောက်စီရဲ့ပိတ်ဆို့ကန့်တမှုတွေကြောင့်တနင်္သာရီမြို့နယ်ထဲကကျေးရွာတချို့မှာအိမ်သုံးဆေးဝါးတွေစီးတက်နေပြီးဝယ်ယူရခက်ခဲနေပါတယ်။ မြေမြူကနေတင်းနာရီမြို့နယ်ဘက်ကိုသွားတဲ့လမ်းဘေးမှာရှိတဲ့ကျင်းနန်းတိုင်တရာစစ်ကောင်စီစစ်စေးရိတ်ဂိတ်မှာစေဝါနဲ့ရိတ်ခါတဲယူခွင့်ကိုတင်းတင်းကြပ်ကြပ်ပိတ်ပင်ကန့်တတ်ထားတာပါ အခုနှစ်မတ်လ18ရက်နေ့ကလေးကတင်းကြပ်ထားတာဖြစ်ပြီးစေဝါတဲဆောင်လာရင် စစ်စေးဖမ်းဆီးတာပဲဆက်တိုက်လှုပ်ဆောင်လာပါတယ်ဒါကြောင့်မို့တင်းနာရီမြို့နယ်တဲကကြေးရွာအများစုမှာအိမ်သုံးစေဝါဈေးနှစ်ဆလောက်တက်လာပြီးဝယ်ရခက်ခဲလာတယ်လို့ဆိုကြပါတယ် ပေတိုယောဂနဲ့စီချူယောဂလိုမျိုးနာတာရှည်ယောဂတွေတွေလည်းဈေးဝယ်မရတဲ့အခက်အခဲနဲ့ရင်ဆိုင်နေရတယ်လို့ဒေတာခန်တွေကပြောပါရယ်။ပေတိုကြဆေးတကက်ကိုမြေမြို့မှာ700ပဲဈေးရှိပေမဲ့တကူကျေးရွာမှာတော့700တောင်နဲ့ဝယ်နေရတာပါ။ကျင်းနန်းနိုင်တာစစ်စေးရိတ်ကိတ်မှာအိမ်သုံးဆေးဝါးတင်လာတဲ့ကားသမားတွေကိုဆက်တိုက်ဖမ်းနေပြီးလက်ရှိအချိန်ထိကားသမား20ဦးထပ်မနေအဖမ်းခံခဲ့ရပါရယ်။ ကောတောင်မြို့အရင်ညင်ရက်ကွက်မှာရှိတဲ့အထက်တန်းကျောင်းကကျောင်းသားအချင်းချင်းရိုက်နှက်တဲ့အမှုမှာအရေးခံရတဲ့ကျောင်းသားရဲ့မိဘအုပ်ထိန်သူတွေကကြေအေးပေးလိုက်တယ်လို့မိသားစုနဲ့အနီးဆက်သူတချို့စီကသိရပါဗျ။တည်င်းပြေဆောင်ကိုဒွေဝက်ရှိုင်းဒေါ်တာတို့ကပြောပြပေးသွားမှာပါရှင်။ကောတောင်မြို့အရင်ညင်ရက်ကွက်မှာရှိတဲ့ထက်တန်းကျောင်းကကျောင်းသားအချင်းချင်းရိုက်နှက်မှုမှာအရေးခံရတဲ့ကျောင်းသားရဲ့မိဘအုပ်ထိန်သူတွေကကြေအေးပေးလိုက်တယ်လို့မိသားစုနဲ့အနီးဆက်သူအချို့စီကသိရပါဗျ။ ဇလ9ရက်နေ့က grade 9ចောင်းသားကိုသူ့ရဲ့အတန်းဖော်ကတက်သားပုတ်တူးရုံးနဲ့အနောက်ကနေဝင်ရိုက်ခဲ့တဲ့အတွက်ဥကောင်းမှာဒဏ်ရာရခဲ့တယ်လို့အယိတ်ခံရတဲ့ចောင်းသားရဲ့မိသားစုနဲ့နိစသူတွေကပြောပါတယ်။အယိတ်ခံရတဲ့ចောင်းသားဟာဒဏ်ရာပြစ်ထန်လို့ကောတောင်းဆေးရုံကနေတဆင့်ထန်းနိုင်ငံရနောင်းဆေးရုံကြီးကိုပြောင်းရွှေ့ကုသခဲ့ရပြီးဇွန်လ10ရက်နေ့မှာဆေးရုံကဆင်းခွင့်ရခဲ့တယ်လို့ဆိုပါတယ်။လက်ရှိမှာဒဏ်ရာတက်တာတော်တဲ့အတွက်အမှုကိုပြီးခဲ့တဲ့အပတ်ကကြေအေးလိုက်ကြတာပါ။ ရိုင်းနေတဲ့အကြောင်းသားကိုတော့ကျောင်းတနှစ်ရနာခံလိုက်တယ်လို့အမှတ်တောင်းအေးရင်ကြီးအထက်တန်းကျောင်းပညာရေးတဲဝိုင်းနဲ့နေဆသူတူဦးကဆိုပါတယ်အရေးခံရတဲ့ကျောင်းသားကိုတော့ပညာရေးဌာနကငွေကျဆယ်သိန်းထောက်ပံ့ပေးခဲ့တယ်လို့မိသားစုနဲ့နေဆသူအချို့စီကသိရပါတယ်ရှေ့ပြောင်းလို့တမရီစီကနေတနေ့ကိုဘတ်သိန်းချီလက်စားမှုနဲ့ထိုင်းမပုံတင်အရာရှိတအူအဖမ်းခံလိုက်ရပါတယ်။ ထိုင်းနိုင်ငံမြောက်ပိုင်းချင်းမိုင်ခရိုင်မပုန်တင်စီမံခန့်ခွဲရေးဌာနရဲ့ဌာနမှူးတဦးလက်ဆောင်မှုနဲ့ဇွန်လ30ရက်နေ့ကဖမ်းခံလိုက်ရတာပါမြန်မာအပအဝင်ရွှေပြောင်းအလုပ်သမားတွေစီကနေပန်းရောင်ကပ်ပြုတ်လုချင်းကတနေ့ဘတ်နှစ်သိန်းလောက်လက်စားမှုနဲ့အဲ့ဒီဌာနမှုအဖမ်းခံရတာလို့ထိုင်းသတင်းတွေမှာဖော်ပြထားပါဗျ။ရွှေပြောင်းအလုပ်သမားတွေကိုပန်းရောင်ကပ်ပြုတ်လုပေးချင်းအဲ့ဒီဌာနမှုဟာအလုပ်သမားတအူးကိုဘတ်200နှုန်း600တောင်းခံခဲ့တယ်လို့ဆိုပါဗျ။ တကယ်လို့ပတ်ဆက်မပေးရင်နောက်ဆုံးမှပန်းရောင်ကပ်ပြုတ်လုပေးတာပန်းရောင်ကပ်ထုတ်မပေးဘဲခြံထားခဲ့တာမျိုးကြုံခဲကြရတယ်လို့လည်းသတင်းမှဖော်ပြထားပါဗျ။အဲ့ဒီဖြစ်စဉ်ကိုမကျေနပ်တဲ့ထိုင်းနိုင်ငံသားအလုပ်ရှင်တဦးကလက်ပေးလက်ယူမှုတိုက်ဖြတ်ရေးဌာနကိုတိုင်ကြားခဲ့ရမှာ မှတ်ပုံတင်ဌာနမှအဖမ်းခံခဲ့ရတာပါ။အဲ့ဒီနယ်မြေမှာပန်းရောင်ကပ်ပြုတ်လုတဲ့ရွှေပြောင်းအလုပ်သမားအရေအတွက်ဟာဒီနေ့ကိုတထောင်ကျော်ရှိတာကြောင့်ဌာနမှရဲ့တရက်ဝင်ငွေဘတ်နှစ်သိန်းကျော်ရရှိနေတဲ့အကြောင်းလဲထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်။ ဲ့ဒီဖြစ်စဉ်အပေါ်ရဲတပ်ဖွဲ့ကလည်းစုံစမ်းစစ်ဆေးပြီးတပ်တွေအထောက်အထားတွေနဲ့တရားရုံးကို တင်သွင်းခဲ့ပြီးတဲ့နောက်တရားရုံးကဖမ်းဝရမ်းထုတ်ပြီးဖမ်းဆီးလိုက်တာဖြစ်ပါတယ်။အခုလိုတင်းနေသားရဲ့တည်င်းအစီအစဉ်ကိုနားဆင်ပေးခဲ့တဲ့အတွက် အထူးကျေးဇူးတင်ရှိပါရရှင်။မြန်မာနိုင်ငံသားများကပ်ဘေးအပေါင်းကနေအမြန်ဆုံးလွတ်မြောက်ပါစေလို့တဝဲဝရှိုင်းတော်သားတွေကဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်။